casting ခေါ်တာပေါ့နော်ခေါ်တဲ့အခါမှာအများကြီးလာကြပါတယ်ပြီးတော့တို့က casting ဝင်တဲ့နေရာမှာအာစိတ်ကြိုက်သေယုတ်ဆောင်ပါလို့ပြောလိုက်တိုင်းမှာတို့ရဲ့သေယုတ်ဆောင်ချက်ကမဟုတ်ရဲ့သေယုတ်ဆောင်ချက်တွေပဲကျွန်တော်အမြဲတမ်းမြင်မြင်ရတော့ကျွန်တော်နောက်ကြတော့ program လုပ်မယ်။ဘာဖြစ်ဖြစ်လူငယ်တွေကတရုတ်ဆောင်အရန်ဝါသနာပါတဲ့အတွက်ကျွန်တော်တို့တွေတရုတ်ဆောင်ပြိုင်ပွဲလုပ်ရအောင်လို့စဉ်းစားတော့ဒါဖြစ်ဘယ်သူနဲ့လုပ်မလဲလို့ကျွန်တော်တွေးတဲ့အခါမှာတော့အဲကျွန်တော်တို့အတွက်ရွေးချယ်စရာမဟုတ်ဘဲရှိတယ်လို့ကျွန်တော်တော့ခံစားရတဲ့အတွက် မဲ့ဝဲဓာတ်ရိုက်ပဲဟိုကန့်လန့်ကြတာပေါ့နော်ဟိုပါပေါ့နော်ပရိုဂရမ်မာမဲ့ဝဲကအမြင်နဲ့ရှိနေမယ်ဘာလို့လဲဆိုတော့သူ့ရဲ့ item ကကျွန်တော်အမြင်တော့လူငယ်အားလုံးတကယ်လေးစားလက်ခံပြီးတော့နောက်တော့သူ့ရဲ့အကြံဉာဏ်ပေးမှုတွေသူ့ရဲ့ comment တွေကအရန်ကိုကျွန်တော်တို့တန်ဖိုးရှိမယ်ဆိုကျွန်တော်လူငယ်တွေအတွက်လည်းသူကအကောင်းဆုံးသူ့ရဲ့အတွေ့အကြုံနဲ့ရောနောက်တော့သူ့ပညာနဲ့ဟောတော့ကြားရမယ်ပရိုဂရမ်မှာဘယ်တော့မှမရှိဘူးပါဘူးကျွန်တော်တို့ ကျွန်တော် create လုပ်ထားတဲ့ program ပေါ့နော်ပုံစံအားလုံး format ချပြီးတော့မှကျွန်တော်နည်းနည်းထူးထူးဆန်းဆန်းဟိုအနုပညာအနုပညာရှင်ဆရာကြီးတွေအတတ်ပညာရှင်အများကြီးနဲ့ကျွန်တော်တို့ collaborate လုပ်ထားပါတော့နော်အန်ဒီ grace ဆိုမှစာရေးအန်ဒီ season title တို့ပြီးတော့မှညုံမင်းတို့ညုံမင်းရင်းသွင်းပြတို့သူတို့ကိုယ်တိုင်ပါပါတယ်သူတို့ကိုယ်တိုင်လည်းပါပြီးတော့မှဘတ်ဝဲကတော့ကျွန်တော်တို့ရဲ့ရှိခွက်နေနေပါ ီနေ့ rising show ကတော့ကျွန်တော်တို့ရောင်းရင်တရုပ်ဆောင်ပြိုင်မလို့ပေါ့ရုပ်ဆောင်ပြိုင်ပွဲလုပ်ဖို့ပါကျွန်တော် collaborate လုပ်ထားတာတော့အင်ဒရာကျော်စင်နဲ့ collaborate လုပ်ထားပါတယ်အာကျွန်တော်တို့ကအခုဒီ tune tv ဆိုပြီးကျွန်တော် app လုပ်တယ် app ကကျွန်တော်တကယ်တော့ဇလန်းနေရိုက်တယ်အခုလည်းရိုက်ထားပါပြီကျွန်တော်ဇလန်းနေအများကြီးထုတ်လုပ်ဖို့ကျွန်တော်ပြင်ဆင်ထားတယ်အဲ့လိုလှုပ်ဆောင်တဲ့အခါမှာကျွန်တော်တို့ကတရုပ်ဆောင်အစ်စ်တွေအများကြီးကိုကျွန်တော်တို့ casting ခေါ်တာပေါ့နော်ခေါ်တဲ့အခါမှာအများကြီးလာကြပါတယ်ပြီးတော့တို့က casting ဝင်တဲ့နေရာမှာအာစိတ်ကြိုက်သေယုတ်ဆောင်ပါလို့ပြောလိုက်တိုင်းမှာတို့ရဲ့သေယုတ်ဆောင်ချက်ကမဟုတ်ဝဲရဲ့သေယုတ်ဆောင်ချက်တွေပဲကျွန်တော်အမြင်နဲ့မြင်မြင်ရတော့ကျွန်တော်နောက်ကြတော့ program လုပ်မယ်။ဘာဖြစ်ဖြစ်လူငယ်တွေကတရုပ်ဆောင်အရန်ဝါသနာပါတဲ့အတွက်ကျွန်တော်တို့တွေတရုပ်ဆောင်ကြိုက်ပွဲလုပ်ရအောင်လို့စဉ်းစားတော့ဒါဖြစ်ဘယ်သူနဲ့လုပ်မလဲလို့ကျွန်တော်တွေးတဲ့အခါမှာတော့အဲကျွန်တော်တို့အတွက်ရွေးချယ်စရာမဟုတ်ဘဲရှိတယ်လို့ကျွန်တော်တော့ခံစားရတဲ့အတွက် ဘက်ဝယ်တိုင်းရိုက်ပဲဟိုကန့်လန့်ခဲ့တာပေါ့နော် program မှာဘယ်တော့မှမရှိဘူးပါဘူးကျွန်တော်တို့ကျွန်တော် create လုပ်ထားတဲ့ program ပေါ့နော်ပုံစံအားလုံး format ချပြီးတော့မှကျွန်တော်နည်းနည်းထူးထူးဆန်းဆန်းဟိုအနုပညာ အနုပညာရှင်ဆရာကြီးတွေအတတ်ပညာရှင်အများကြီး ਨੇ ကျွန်တော်တို့အဲ collaborate လုပ်ထားပါတော့เนาะအန်ဒီ grace ဆိုမှာစာယူအန်ဒီ season tide တို့ ပြီးတော့မှညုံမင်းတို့ညုံမင်းရင်းနှွေးပြတို့သူတို့ကိုယ်တိုင်ပါပါတယ်သူကိုယ်တိုင်လည်းပါပြီးတော့မှဘတ်ဝဲကတော့ကျွန်တော်တို့ရဲ့ရှိခွတ်အချိန်အချိန်ကြာကြီးအချိန်ကြာကြီးတစ်စက်ပြီးတစ်စက်သူကသူကလည်းအရန်စိတ်ဝင်စားတယ်ဒါပေမဲ့ကျွန်တော်စပြောရကျွန်တော်စိတ်ဝင်စားတယ်ဒါပေမဲ့30 day ဒီတဲပေါ့နော်ဘာလုံးမှာလဲဘယ်နေရက်လဲဘယ်လိုလဲနောက်တော့မှပြိုင်ပွဲဝင်နေကျွန်တော်တို့ဘယ်လောက်လုပ်ပြီးလဲအဲသူအဲ့ဒါကိုအရန် seriously ကျွန်တော်နဲ့ဆွေးနွေးပါအဲ့တော့ကျွန်တော်တို့ကလည်းအများကြီးပေါ့နော်ဒီပြိုင်ပွဲလာဝင်ပြီးသွားတဲ့သူတွေမှာသူတို့ဘဝအတွက်ဘာတွေလုပ်ပြီးနိုင်ဘဝထိကျွန်တော်တို့ဘာတွေလုပ်ပြီးနိုင်မလဲဆိုတဲ့အရာတွေအများကြီးစဉ်းစားပြီးတော့မှကျွန်တော်တို့အတူတကွဘူပေါင်းလို့ဆိုတယ်။နေ့နေ့တော့မကြည့်ပါဘူး။လာတဲ့ချိန်တော့ကျွန်တော်တို့တကယ်သူနဲ့စကားဆက်ပြောတာ February လရက်ဆက် uh, February March April May uh, June နဲ့မှာပါကျွန်တော်တို့တကယ် agreement ပါเนาะအဲကျွန်တော်သူနဲ့အချိန်ချင်းဟိုတွေ့ဖြစ်ပါဟိုလက်ခံမယ်လို့တိလို့တွေ့တာမဟုတ်ဘူး तू ကလည်းစဉ်းစားကြတယ်အဲ့တော့ program ကိုဟိုနောက်ဆုံးအဲဒီအကျန်းလေး idea အကျန်းကိုကြိုက်တယ်ဒါမဲ့ကျွန်တော်တို့ agreement မရအောင်သူသူကလည်းအကြမ်းလေးကြိုက်လို့လက်မခံအောင်မှန်ပါမှန်အတိအကျလေးဟိုကလောရအောင်ပြီးတော့ပါเนาะကျွန်တော်တို့အတိအကျ program detail ထွက်ပြီးတော့မှကျွန်တော်တို့အအတူတကွပူပေါင်းဆောင်ရတယ်ဟုတ်ပါပေါ့နော် programmer malware အမြင်နဲ့ရှိနေမယ်ဘာလို့ဆိုတော့သူ့ရဲ့ item ကကျွန်တော်အမြင်တော့လူငယ်အားလုံး တကယ်လေးစားလက်ခံပြီးတော့နောက်တော့သူ့ရဲ့အကြံဉာဏ်ပေးမှုတွေသူ့ရဲ့ comment တွေကအရန်ကိုကျွန်တော်တို့တန်ဖိုးရှိမယ်ဆိုကျွန်တော်ကလူငယ်တွေအတွက်လည်းသူကအကောင်းဆုံးသူ့ရဲ့အတွေ့အကြုံနဲ့ရောနောက်တော့သူ့ပညာနဲ့ဟော တော်ကြာရှိပါတယ်ရှိပါတယ်ကျွန်တော်လုပ်တဲ့ဒါမှအဆင်မပြေတာလေးလည်းရှိတယ်တော်တော်ညှိနှိုင်းရတာလည်းရှိတယ်ပြီးတော့မှအဲတချို့အရာတွေမှာဒါတကယ်ဒါတကယ်ပြောရင်အကောင့်တွေတော့မပွားသေးဘူးပေါ့နော်အကောင့်တွေပေါ်တဲ့ခါမှာလည်းတော်တော်ခက်ခဲခက်ခဲလောက်ရမယ့်အရာတွေအများကြီးရှိပါတယ်နောက်တော့ကျွန်တော်တို့ကအရန်ထူးဆန်းအောင်လုပ်တာရှိတယ်အဲဒါပေမဲ့အခုချိန်ပြောလိုက်ရင်တိတ်မထူးဆန်းတော့မှာဆိုတော့အဲတချို့အားလေးတော့ကျွန်တော်တို့အချိန်နဲ့တပြေးညီပါနော် ကျွန်တော်ထပ်ပြီးတော့လည်းအတိပေးသွားပါမယ်အခုချိန်မှာတော့ကျွန်တော်ပြောချင်တာတော့ apply လုပ်လိုက်ပါတကယ်ကိုတဘောအလုံးမရဘူးတဲ့အတွေ့အကြုံတွေနဲ့အဲခွင့်လန်းနေရမယ်လို့အအဓိကတော့သူကဒါဝဲဆိုမျိုးနေအဓိကဘောလဲဆိုတော့သူဒီအဘဒုရဲ့ဟိုဘဒုရဲ့အမှုပညာကိုမှသူကအထင်သေးတာမရှိဘူးလေ။နောက်သူကလေးစားတယ်။သူကအဲ့တော့သူကသူကစပြောတာဆိုရင် ဟန်တူရတဲ့တရုတ်ဆောင်တယောက်ကိုကောင်းတယ်မကောင်းသူလုံးဝမူပဲအဲ့ဒါနဲ့ကျွန်တော်တို့လည်းညှိပြောတဲ့အချိန်ပါလေပြောပြတယ်မဟုတ်ဘူးအမားလို့အမားရဲ့အတွေ့အကြုံနဲ့အမားပေးတဲ့အကြံဉာဏ်အားလုံးအတွက်တိတ်ကိုတပ်လို့ဆိုတာအဲ့တော့ तू ကလည်း okay အဲ့ဒါမျိုးဆိုရင် तू လှုပ်ချင်တယ်ဟိုဖြုတ်တာတွေတော့ तू ကဖြုတ်ချမယ် तू မကောင်း तू မပြောဘူးတဲ့ဟုတ်လို့ဆိုတော့လူတိုင်းကဒီလိုပေါ့နော် acting လုပ်တယ်ဆိုတာ ကိုခံစားရတဲ့အတိုင်းလုပ်သွားအဲ့တော့ तू ကသူခံစားချက်ကိုလေးစားရမယ်အဲ तू ပြောတဲ့စကားလေးပြညာရပါဟုတ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုး तू ကလူငယ်လေးဆိုလဲ तू ဘာလို့ဒီဟာလုပ်လဲ तू ကနောက်တော့အဲဒီလိုလေးလုပ်ရင်သူ့တုံးကတော့ဘယ်လိုဆိုတော့အဲဒါလေးကိုကျွန်တော်အများကြီးကြားရမယ်လို့ကျွန်တော်လည်းအဲယုံကြည်တယ်ကျွန်တော်လည်းပြောတယ်အမှုပညာကျွန်တော်တို့ရုပ်ရှင်ကားတွေကပေးတဲ့ရတအကုန်ကိုကျွန်တော်ပေးတာကျူလာတယ်ကျွန်တော်တို့တိုင်ပွဲကအခုကျွန်တော်တို့ audition အတွက် call ပေါ့နော် mention call လုပ်လိုက်တော့ဒီနေ့စလုပ်တယ်ပြီးရင် August လမှာကျွန်တော်တို့လူတွေစာပြီးတော့တွေ့မယ်တွေ့ပြီးရင်တော့ကျွန်တော်တို့အစ်စ်တစ်ခုပြီးတစ်ခုလာပါမယ်